တရေချောက်ခံရတာမျိုးပေါ့နော်အဲ့လိုပြောရမယ်ဆိုတော့အဲ့လိုမျိုးတခါမှမကြုံဘူးသိဘူးဘယ်ရောက်ပဲမကြောက်တက်လို့လားမသိဘူးပေါ့နော်ဘယ်ရောက်တခုဆိုအကောင်တော့ပြောကြတယ်တော်တော်တက်တီကောင်းနေတော့ဆိုတော့အမောင်လေးလက်တယောက်ထဲသွားရဲအဲ့လိုမျိုးပေါ့နော်အဲတိတ်မကြောက်တက်တဲ့တဲမှာပါတယ်ပေါ့နော်ဒါပေမဲ့မကြုံဘူးသိရလို့လားမသိပါဘူးအကောင်တော့ကျတော့အနိုင်မကျင့်ချဘူး အနိုင်ချင်းပြီးရန်ဖြစ်ပြီဆိုလဲအဓိကဘန်းရောက်လို့တငယ်ချင်းအုပ်စုမှာအရန်5ပေးတငယ်ချင်းတယောက်ရှိရဲ့အရန်လို့ဆွာရလေဘန်းရောက်လို့ဖွဲ့စမကဲရကြအပြင်မှာတကယ် real life ကြုံနေရတဲ့ victim စီရတာပေါ့နော်ဘူလီလောက်တာခံနေရတဲ့ victim စီရတော့အမှန်တမ်းပြောရရင်ဘန်းရောက်အနေနဲ့ကြာတယ်ဘလိုမျိုးလဲဆိုတော့ကိုကိုရန်ခံစားမှုမှတိမယ်ပေါ့နော်ဆိုတော့ဘယောင်တော့ကဘေးလူတွေကဘလောက်ပဲ ဒီမခံနဲ့တခုခုဆိုပြန်ပြီး fight တခုခုဆိုဘလို့ကာကွယ်လို့ပြောရဲဆိုပေမဲ့ကိုကိုရိုင်းဂျုံဘူးတဲ့သူတွေရပဲဒီခံစားချက်ကိုသိမယ်။တချို့ကြောက်ရလေအချိန်နေအချိန်ခါကြောင်းပြန်ပြီး fight လို့မရတဲ့အချိန်မျိုးတွေနဲ့ရင်ဆိုင်နေရတဲ့ case တွေလည်းတွေ့ဘူးတယ်။တချို့ကြောက်ရလေတကယ်ကိုကိုဘက်ကကိုကိုကိုကာကွယ်လိုက်တဲ့အချိန်မှာတစ်ဖက်က ဆက်ပြီးမကျူးလွန်ရရမျိုးတွေလည်းတွေ့ရပေါ့နော်။ဆိုတော့တယောက်နဲ့တယောက်နဲ့က case မတွေ့တဲ့အခါကျတော့ပြောရတော့ခက်ပါရဲ့။ဒါပေမဲ့အဲ့လို case တွေမရှိတာတော့ဘယ်အောင်တော့ဒါလူတိုင်းလိုချင်တာပေါ့နော်။ကာလီကရထ6ကပန်းအောင်အတွက်ပထမဦးဆုံး horror genre ရုပ်ကဖြစ်တာပေါ့နော်ဆိုတော့အနိုင်ချင်းခံရတဲ့ဇက်ကောင်လေးအနေနဲ့ကဒုတိယကျင်ရိုက်ခုခုတာပေါ့ဆိုတော့အနိုင်ချင်းခံရပေမဲ့မုန်းတူကသူ့ကိုယ်တိုင်းလည်း strong ဖြစ်တဲ့ကောင်မလေးပေါ့နော် strong ဖြစ်တယ်ဆိုတော့သူကဘယ်လိုလဲ အများကြီးလဲသူ့ဘဝမှာလောကဒဏ်ကြုံခဲ့ခါကြရလေသူ့အနေနဲ့ချုပ်ရတာကြတော့အရင်တော့တီးမခံဘူးပေါ့နော်ဒါပေမဲ့အားငယ်တဲ့စိတ်တော့ရှိရဲ့ဆိုတော့ဘုဒ္ဓနဲ့ဘယောင်နဲ့ပြန်မတခြားစီဘုဒ္ဓလိုတော့ဘယောင်အနိုင်ချင်းမခံဘူးဟိုဒါပေမဲ့ပြောတာပြောရဂျုံတော့ဂျုံဘူးတယ်ပေါ့ဂျုံဘူးရဆိုအခုကြီးလာမှာပါဒါပေမဲ့ဂျောင်းတော့ကြတော့အနိုင်မကျင့်ချဘူး အနိုင်ကျင့်ပြီးရန်ဖြစ်ပြီဆိုလည်းအဓိကဘန်းအောင်လူတငယ်ချင်းအုပ်စုမှာအရန် fight ပေးတငယ်ချင်းတယောက်ရှိရဲ့အရန်လို့စွာရလေဘန်းအောင်တို့ဖွဲ့စုံမကဲ့ရဲ့ကြောင့် fighter ဖွဲ့တော့မဟုတ်ဘူး fighter ဖွဲ့တော့မဟုတ်ဘူးဒါပေမဲ့အဲ AC ဖွဲ့တော့လည်းဟုတ်မနေဘူးအပြင်မှာတကယ် real life ကြုံနေရတဲ့ victim တွေရတာပေါ့ ဘူလီလောက်တာခံရတဲ့ victims တွေကတော့အမှန်တမ်းပြောရရင်ဘယ်အောင်အနေနဲ့ကြရလဲဘယ်လိုမျိုးလဲဆိုတော့ကိုကိုယ်တိုင်ခံစားဖို့မှတိမယ်ပေါ့နော်ဆိုတော့ဘယ်အောင်တော့ဘေးလူတွေကဘလောက်ပဲအာတိမခံတဲ့တခုခုဆိုပြန်ပြီး fight တခုခုဆိုဘလို့ကာကွယ်လို့ပြောရဲဆိုပေမဲ့ကိုကိုယ်တိုင်ကြုံမှုတဲ့သူတွေကပဲဒီခံစားချက်ကိုတိမယ်တချို့ကြောက်ရလေအချိန်နေအချိန်ခါကြောင်းပြန်ပြီးခိုက်လို့မရတဲ့အချိန်မျိုးတွေနဲ့ရင်ဆိုင်နေရတဲ့ case တွေလည်းတွေ့မှုတယ်တချို့ကျရလဲတကယ်ကိုကိုဘက်ကကိုကိုကိုကာကွယ်လိုက်တဲ့အချိန်မှာတစ်ဖက်ကဆက်ပြီးမကျွလွန်ရရမျိုးတွေလည်းတွေ့ရပေါ့နော်ဆိုတော့တယောက်နဲ့တယောက်နဲ့ case မတွေ့တဲ့အခါကျတော့ပြောရတော့ခက်ပါတယ်ဒါပေမဲ့အဲ့လို case တွေမရှိတာတော့မယောင်တော့တာလူတိုင်းလိုချင်တာပေါ့နော် the spirit stay ဘာနာခလေးကြရင်ဘယ်လို come like satanic demonic hello evil spirit တွေဝင်ပြီးတော့နှောက်ရတာမျိုးလို့နောက်ပြီးတော့တခြားသောဒါ evil မှမဟုတ်ဘူးတခြားသော spirit တွေ evil spirit တွေရှိရမျိုးတော့ဘယ်အောင်တိထားတယ်နောက်ဘယ်အောင်အနေနဲ့လဲတော့ respect တစ်ခုရှိရဲ့တော့ဘယ်မဲ့အဲ့လိုမျိုးတဲ့ချောက်ခံရတာမျိုးပေါ့နော်အဲ့လိုပြောရမယ်ဆိုတော့အဲ့လိုမျိုးတော့တခါမှမကြုံဘူးသိဘူးဘယ်အောင်ပဲ မကြောက်တက်လို့လားမသိဘူးပေါ့နော်။ဒါကြောင့်တကူဆိုအကောင်တော့ပြောကြတယ်တော်တော်တက်တီကောင်းနေတော့ဆိုတော့အမောင်လေးလက်တယောက်ထဲသွားရဲ့အဲ့လိုမျိုးပေါ့နော်။အဲတိတ်မကြောက်တက်တဲ့တဲ့မှာပါတယ်ပေါ့နော်။ဒါပေမဲ့မကြုံဘူးသိရလို့လားမသိပါဘူး။ horror ရိုက်ခူးရတာကအဲ့ရောက်တော့အမှန်တိုင်းပြောရရင်တော့တခြား genre တွေနဲ့တော့အရင်တော့ กว่าเลยไม่คันใจอ่ะกูเนาะสรุปเอ่อด่าก็โกยไอ้อลุเลยสรุปอ่ะดิ comedy ရိုက်နေတဲ့အချိန်နဲ့ horror ရိုက်တဲ့အချိန်တော့ကွဲမယ်တော့ထင်တယ်ဘယ်အောင်ကျွန်တော်ဥပမာပေါ့နော်ဒါပေမဲ့ဘယ်အောင် comedy မရိုက်ဘူးသေးတော့မသိဘူးပေါ့နော်ဆိုတော့ဟုတ်အခုတော့အရင်တော့ကွဲပြားတယ်လို့မခံစားရဘူး feeling ကလေ shooting သွားရင်ဒါတော့ကိုကတော့ကိုယ်စက်ကောင်ပေါ်ပဲ focus ထုတ်တယ်ကိုယ်အလုပ်အလုပ်နဲ့တူအောင်ပဲစဉ်းစားပြီးတော့ဒီလိုတက်ဆိုတော့ဘယ်အောင်ကအလို genre တော့မကြွေဘူးပေါ့နော်ကားပေါ်ဘူးမူတည်ရဲ့ ိုကြိုက်တဲ့ဇက်ကကောင်းတဲ့ဇက်ကဆိုရင်အကုန်ကြည့်ရဲ။ဒါပေမဲ့တခုရွေးရွေးပါဆိုရင်တော့ romance ပေါ့။လူတစ်ယောက်ကိုကြည်အောင်လုပ်ရဲဆိုတာလေ။ဆိုတော့ဆိုတော့အကုန်လုံးကသူ့နဲ့သူခက်ခဲကြပါတယ်။ဆိုတော့တခါမှတော့မရဲသေးဘူး။အရန်ကိုမှတကယ်အရန်ကိုကြိုက်တယ်ဆိုတော့ဇက်လန်မျိုးမရိုက်ဖြစ်မဲ့အချိန်ခေါမကြရလေခေါ့။ဘယ်အောင်ကတချင်းလေးတပုတ်တော့ပန်းသွင်းစရာတောင်းထားရဲ့သူတို့ဖန်တီးပေးနေရပေါ့နော်။သူကသူကိုယ်တိုင်လေးတီးရဲ့အခါကြရလေ။ မိငယ်ရဲ့ပုံလည်းမပြောင်းအောင်ဘယ်ရအောင်လူရှင်တဲ့ပုံလည်းဖြစ်အောင်လည်းကြားချပြီးတော့လုပ်ကြမှာပေါ့။အခုတော့ညီမလေးကတော့အများကြီးတော့ပြောရမှာလို့ပေါ့နော်။ညီမလေးကအရင်အေးရဲ့ဒါပေမဲ့လူကြီးရန်ဆန်တဲ့ဆိုတော့ဘယ်အောင်ချန်ကနှိမ့်နေပြီမဲ့လေ။သူရဲ့စင်စာတွေ့ခေါ်ပုံကြီးညီမဖိုင်ပုံလေးကတကယ်လို့လူကြီးတယောက်လို့ပဲ။သူချစ်တဲ့အရာဆိုတော့အမြင်ဒီဇိုင်းမမတ်စူးစမ်းရဲ့ကလေးပေါ့နော်ဆိုတော့အများကြီးတော့ဆက်လျှောက်ရအောင်မယ်ဒီလန်ကီးကဒါပေမဲ့ ဂျိုးစားလို့ပဲအောင်ပြောထားရဲမပြောလဲသူကဂျိုးစားရဲဆိုတော့ဒါပေမဲ့ဖလို့အချိန်နေဘလို့အခါပဲဖြစ်ဖြစ်ပန်းအောင်ရကိုညီမလေးအတွက်ခုံယူရဲချစ်လဲချစ်တယ်အဲ့ဒါပေမဲ့သူဖြစ်ချင်တဲ့အရာလေးလည်းဖြစ်နိုင်လာပါစေလို့ပန်းအောင်ကအမြဲပြောလဲလို့ဆုတောင်းပါတယ်ပန်းအောင်ကိုရိုက်ကူထားရဲရွှေရှင်ကားလေးရရှိအောင်ပေါ့နော်အဲ့ဒါလေးသူအချိန်နေသူနီကလာနော်နေဆက်ပါမယ်အခု ကတော့ဒါဘန်းကို series မရိုက်ဖြစ်တာကြာပြီပေါ့နော်ဆိုတော့ပထမဆုံးအချိန်ပြန်ရိုက်ဖြစ်တဲ့ series တွေပါထောက်ချက်ပါလေဒါရမှာဘန်းရောင်ရုပ်ရှင်လေးပဲရိုက်ဖို့ဖြစ်နေရော series အနေနဲ့ပထမဆုံးပြန်ရိုက်တာနှစ်နှစ်လောက်ရှိပြီဘန်းရောင် series မရိုက်ဖြစ်တာဟုတ်ဟုတ်လာမယ့် October 10ရက်နေ့ကျရင် show like application မှာထောက်ချက်ကိုကြည့်ရှုအပ်ပေးလို့ရပါတယ်ကျေးဇူးများကြောင့်ရှင်ပါဆက်ပါ